ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဘီနာကောင်းအောင်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ပိုင်းဆာမှာတော့ပုံစံတူဖြစ်နေတဲ့ဌာန်ဆန်းကိုတော့နှစ်ပါးကိုကြည့်ကဇုံကုံလုံး၃ယောက်လဲခွဲထားခတ်ခဲနေပြီးတော့ဇုံကုံကိုယ်တိုင်တော်မှခွိခွိခွိတခွိခွိဖြစ်နေခဲ့ပါတယ်ဆရာတော်နှစ်ပါးလဲသူကမိษาငါမိษาနဲ့တယောက်နဲ့တယောက်ပြန်ပြန်လက်ညှိုးထိုးနေခဲ့ပါတယ်တပါးလဲသူကမိษาသူ့ကိုဖမ်းဖို့ပြောနေတယ်လို့နောက်တပါးလဲနောက်တပါးကိုဖမ်းဖို့တော့ပြောနေခဲ့တာပါဇုံခွန်လဲဝူကျင်းစီသွားပြီးတော့ဟာဒါဘလို့ဖြေရှင်းရမလဲမသိဘူးလို့မေးနေခဲ့ပါတယ်ပါကျဲကလည်း ဘလို့လှုပ်ပြီးတော့ဇာရုံတစ်ပါးမျက်စိတမိတ်တွင်ဖြစ်လာခဲ့တာလေဆိုပြီးတော့ကောင်းခဲနေခဲ့ပါတယ်။ပါကျဲကတော့ဇုံခုံတော်သူ့ခွေနဲ့ဝင်လာဖြစ်ကြောင်းတွေးမိကဇုံခုံကိုကောင်းကြိုက်ခံနိုင်ပါကဇာရုံတွေကိုဂါရာရွတ်ခိုင်းပြီးတော့မရွတ်တက်တဲ့သူကဇာရုံအတုဖြစ်ကြောင်းကြက်ပေးလိုက်ပါတယ်။အဲဒီမှာဇာရုံတစ်ပါးပွားစီပွားစီစီးပွားစီးပွားလှုပ်တဲ့အခါဇုံခုံကကောင်းကြိုက်ခံစားနေရပြီးတော့ဇာရုံတစ်ပါးပွားစီပွားစီလှုပ်နေရကိုရက်လိုက်ပြီးနောက်ဇာရုံတစ်ပါးပွားစီပွားစီလှုပ်နေပြီမဲ့ဇုံခုံကကောင်းကြိုက်တာမရှိတော့တာကြောင့် ဟူကုန်းကဟန်ဆောင်ပြီးတော့ပွားစီပွားစီဆက်လုံနေတဲ့ဆရာတော်ကိုတန်တုံးနဲ့ထူးခြားထလိုက်ပါတယ်။အဲဒီမှာဆရာတော်အတူဟာမိစ္ဆာအသွင်ပြန်ပြောင်းသွားပြီးတော့ကောင်းကင်ဘုံကိုတက်ပြေးသွားခဲ့တာကြောင့်ဇုံကုန်းကလိုက်လံဖမ်းဆီးခဲ့ချိန်မှာဝမ်ရှူးနာမင်းနဲ့ဆုံးခဲ့တာကြောင့်ဇုံကုန်းကဘာကြောင့်ဘယ်ကိုသွားမလို့လဲလို့မေးတဲ့အခါမိစ္ဆာကိုကူညီဖမ်းပေးဖို့ရောက်လာခဲ့တာဖြစ်ကြောင်းကိုပြောပြနေပါတယ်။ဝမ်ရှူးနာမင်းဟာသူ့ရဲ့တကူနဲ့မိစ္ဆာကိုရောင်ကြီးနဲ့ပြစ်လိုက်တဲ့အခါမှာတော့ရသေးမိစ္ဆာချင်းသေးဖြစ်နေပြောင်းလဲသွားခဲ့ပါတော့တယ်။ ပြီးမှဝမ်ရှူနာမင်းကအဲ့ဒီချင်းသေးဟာသူ့ရဲ့စီးတော်ရင်ဖြစ်တာကြောင့်ချင်းသေးရဲ့အသက်ကိုချမ်းသာပေးဖို့ဝူခုံးကိုတောင်းဆိုလိုက်ပါလိမ့်။ဇုံခုံးကလည်းဝမ်ရှူနာမင်းရဲ့မျက်နှာကိုထောက်ပြီးတော့လှုပ်ပေးလိုက်တာဖြစ်ကြောင်းပြောလိုက်ပါလိမ့်။ဝမ်ရှူဘိုးတော်လည်းသူ့ရဲ့ချင်းသေးစီးတော်ရင်ကိုစီးကာဌာနေကိုပြန်သွားခဲ့ပါတော့တယ်။ဝူကြီးနန်းတော်မှာတော့မင်းသားလေးဟာမေတော်ကြီးရဲ့ရှေ့မှောက်ဘီရင်ကြီးကိုခေါ်လာတဲ့အခါဘီရင်ကြီးနဲ့ဘီမာကြီးဟာ မင်းကြီးစီထုံးဆိုပြီးတော့ရုပ်ရှင်ထဲကလို့ဇလိုးနဲ့မိုးရှင်နဲ့ပြေးဖက်ကလွမ်းသေးခဲ့ကြပါတယ်။မင်းကြီးကသူတို့တိုင်းပြည်လုံးရဲ့ကျေးဇူးရှင်ထန်ရှင်မြတ်ကိုပင့်ဖိတ်ဖို့စီခိုင်းလိုက်ပါတော့တယ်။အဲဒီချိန်မှာပဲမင်းချင်းတယောက်ကဝင်လာပြီးတော့ထန်ရှင်မြတ်အရှိရက်ကိုနှုတ်ဆက်ထွက်ခွာပြီးတော့ဆက်လက်သွားခဲ့ပြီးဖြေချောင်းကိုပြောကြားခဲ့ပါတယ်။ဒီလိုနဲ့ကောင်းကင်ကမှာတော့ပန်းအောင်တိန်တိုင်းတစ်ခုကပြန်တန်းလို့လာနေခဲ့ပြီးတော့တဏျာကိုဆင်းသက်သွားခဲ့ပါတယ်။ဇုံကုံတို့ဖွဲ့ကတော့ရေစည်းတန်နဲ့ချောင်းတစ်ခုပေးမှအနားယူနေခဲ့ကြပါတယ်။ ဝူခုံးကပါကျဲရှိကိုခဲတလုံးပြစ်ချပြီးတော့ရေစင်စေးကနောက်နေခဲ့တာကြောင့်ပါကျဲကစိတ်တိုးပြီးတော့ဆိုးဝူခုံးကိုလိုက်ထုနေခဲ့တာပါနောက်တော့သူတို့လေးယောက်သားခီးဆက်လာခဲ့ကြရင်တေခေါင်းတစ်ခုတည်းကမွေးကိုတွေးတော့ပါကျဲကထုဖို့လှုပ်တဲ့အခါရှေ့ကြိုရောက်နေဆိုးဝူခုံးဖြစ်နေခဲ့ကြောင်းတွေးလိုက်ရပါတယ်အဲဒီအချိန်မှာပဲမိစာဖန်ကျွမ်းကျင်ဆိုးဝူခုံးကမိစာအငွေသားတစ်ခုကိုရရှိနေခဲ့ချိန်မှာကောင်းငင်ကပန်းအောင်တိမ်တိုက်ဟာတောဆတ်တဏျာမှာဆင်းသက်ပျောက်ကွယ်သွားခဲ့ပါတော့တယ် ဇုံခုံကလည်းဆရာတော်ကယူဆိုင်ဖို့ဦးကျင်းနဲ့ပါကျဲကိုပြောနေတဲ့အခါပါကျဲကယုံထင်းကြောင်ထင်းနဲ့အမြဲတမ်းတန်သေးရများနေတဲ့သူကြီးပဲလို့ဇုံခုံကိုဆုပ်ဆွဲလိုက်ပါလေဦးခုံကလည်းပါကျဲကိုဟျောင်းငတုံးစကားများမနေမြ мян သွားလို့လို့သာပြောလိုက်တာပါအဲလိုနဲ့သူတို့ဖွဲ့ရသတိနေထားတဲ့သွာလာနေကြိုင်းနဲ့တဏျာရောက်မှာတော့ပန်းအောင်ခုံးငွေတွေကိုတွေးလိုက်တာကြောင့်ဇုံခုံကဆရာတော်ကိုမြင်းပေါ်ကမြ мян ဆင်းဖို့ပြောလိုက်ကစိုးရင်စိမ့်နဲ့တွန်းချလိုက်တာကြောင့်ပါကျဲကစီးကြိုဖမ်းထားလိုက်ရပါလေ။ ီမှာဝူခုံးဟာစိုးရင်ကြီးနဲ့ပြေးလာပြီးတော့ဆရာတော်ဘာဖြစ်သွားသေးလဲဘာညာနဲ့ပြောနေရအောင်ပါကျဲကနမောနမဲလုံတော့အလုပ်ပြီးတော့ဆရာတော်ပြုတ်ကြခါမှာအကဲပုံနေသေးမနေဘူးပြောကစိုးဝူခုံးကိုရန်တွေ့နေခဲ့ပါတယ်ဝူခုံးဟာဆရာတော်ကိုမြင်းမော်ပြန်တက်စီကသူသွားကြည့်လိုက်မယ်လို့ပြောတဲ့အခါမှာကျူမင်းကဆိုပြီးတော့ကဲကြပါအောင်လို့အော်နဲ့လူတယောက်ရဲ့အသံကိုကြားလိုက်ရပါတယ်အဲတော့မှဆရာတော်ကလူတယောက်ရဲ့အကူကြီးတောင်းတန်ကိုကြားအကြောင်းကိုပြောနေတာကြောင့်ဝူချင်းကလည်းသူကိုယ်တိုင်လည်းလူတယောက်ရဲ့အကူကြီးတောင်းတန်ကို နားနဲ့ဆက်ဆက်ကြားနေခဲ့ရကြောင်းကိုပြောပြခဲ့ပါတယ်။ဆရာတော်ကလည်းကလေးအော်တန်လိုလိုကြားနေရတဲ့အတွက်ခဏရပ်ပြီးလိုက်ရှာကြဖို့တွန်းအားပေးနေခဲ့ပါတယ်။ဇုံကုံကဒီနေရာကအခြေအနေသိပ်ပြီးတော့မကောင်းတာကြောင့်ဘာမှဆက်ပြီးတော့ရှာမနေဘဲနဲ့ဆက်လက်ခီးထွက်ကြဖို့ပဲပြောနေခဲ့တာပါ။ကျူမင်းငါဆိုတဲ့တန်ကဇက်တိုက်ကိုထွက်ပေါ်နေခဲ့တာကြောင့်ဘလို့မှပြောမရတဲ့ဆုံးမှာတော့ဝူခုံးကသူ့သွားပြီးတော့ကြိလိုက်ပါမယ်လို့ပြောကထွက်သွားခဲ့ပါတယ်။တနေရာရောက်မှတော့ဝူခုံးက ဝတ်တုတ်တုတ်ကတန်းလန်းဆွဲခံထားတဲ့တငယ်တော်လေးတယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကလေးကမိစာဖြစ်နေမှန်းကိုသိတဲ့စုံကုံကဆရာတော်တို့ဆရာကိုပြန်လာပြီးတော့အော်တန်းဒီဘက်ကလာတာမဟုတ်ကြောင်းဟိုဘက်ကလာနေရဖြစ်နိုင်ကြောင်းလမ်းလွှဲပြီးတော့ပြောနေခဲ့ပါတယ်။ဆရာတော်ကလည်းဟိုဘက်ကမဟုတ်နိုင်ပဲနဲ့ဒီဘက်ကအော်နေရကိုသာကြားနေရကြောင်းပြန်လှည့်ပြီးတော့ညင်းဆုံနေခဲ့ပြန်ပါတယ်။စုံကုံကလည်းဟိုဘက်ကမဟုတ်ကြောင်းဒီဘက်ကအော်တာဖြစ်ကြောင်းပြောကာစန့်ချိန်မဲ့ရက်ကိုသူကအတင်းဆွဲခေါ်သွားခဲ့ပါတယ်။ လမ်းလွှဲပြီးခေါ်သွားနေမယ်။အော်သံအနီးနာကြားနေရသလိုဆက်ပြီးတော့ကြားနေရစေပါပဲ။နောက်တော့တကယ်တော်လေးကိုဆရာတော်ကတွေ့သွားခဲ့တာကြောင့်ဇုံကုံကိုခေါ်ပြီးတော့ပြလိုက်ပါတော့တယ်။ဝူခုံကတော့ငါ့မြန်မသိဘူးမှတ်နေလားဆိုပြီးတော့တကယ်တော်လေးကိုပြောကဘယ်လိုပဲပုံပြောင်းလိန်ညာနေနေငါ့တီးပြီးသားလို့ပြောလိုက်ပြီးတော့ဆရာတော်ကတော့ဒီနီးနာတောင်ကြီးပတ်ဝန်းကျင်မှာဗာအင်ကြီးမှမရှိပဲဒီကလေးကဒီညာကိုရောက်နေကြအเจ้าလုံးကမရှိတောင်းကိုစဉ်းစားဖို့ပြောလိုက်ပါတယ်။တကယ်တော်လေးကတော့သူကမိစ္ဆာမဟုတ်ကြောင်းနဲ့ သူဟာဒီတောင်နောက်ဘက်ရီစုံရွာကဖြစ်ကြောင်းကိုပြောပြနေပါတယ်။သူဟာမိဘတွေနဲ့ထွက်လာရင်းနဲ့လေပင်တစ်ခုနဲ့လွင့်ပြီးတော့ဒီဘက်ကိုပါလာခဲ့တာဖြစ်ကြောင်းကိုလည်းဆက်ပြီးတော့ပြောလိုက်ပါတယ်။ဆရာတော်ကကလေးရဲ့အနားကိုကတ်သွားတဲ့အခါဆုံးကုန်းကတားဆီးနေတာကြောင့်ဆရာတော်ကဝူကျင်းနဲ့ပါကျဲကိုတငယ်တော်ကိုအောက်ကိုချပေးဖို့တောင်းဆိုလိုက်တာပါ။ဆုံးကုန်းကပါကျဲကိုတားဆီးတဲ့အခါပါကျဲကကလေးကိုဝတ်တုတ်တုတ်ခံထားတာဘလောက်တော့အနေခံမလဲဆိုတာအကိုကြီးဆုံးကကိုကြီးမစားတတ်လို့သာတားဆီးနေတာဖြစ်ကြောင်းနဲ့ သူကတော့ဒါကိုကိုချင်းစာမိတာကြောင့်လှုပ်ပေးလိုက်ဖို့ပြောနေခဲ့ပါတယ်။နောက်တော့ဝူခုံးကသူသွားပြီးတော့လှုပ်ပေးလိုက်မယ်လို့ပြောကာတငယ်တော်လေးကိုဝတ်တုတ်တုတ်နေသားကနေအောက်ကိုချပေးခဲ့ပါတယ်။ဘာကျဲကတော့ကလေးနာသွားပြီးတော့ကလေးကမျက်လုံးပြူးပြူးနှာခေါင်းကြီးကြီးလေးနဲ့သူနဲ့တူပြီးတော့ချစ်ဖို့ကောင်းနေကြောင်းကိုပြောကာပွေဖက်နေခဲ့ပါတယ်။ဇုံခုံးကတော့တငယ်တော်ရဲ့တကူလုံးမှာအပူဓာတ်တွေစီးဆင်းနေအောင်သာတွေ့နေရတာကြောင့်မိစာမှာမိစာအစိတ်ဖြစ်တယ်လို့ပြောနေခဲ့ပါတယ်။ဆရာတော်ကတော့ဘသူကတငယ်တော်ဂုံပုံမှာလဲလို့မေးတဲ့အခါ ။ဦးချင်းကတကယ်တော့သူကဂုံးပေါ်မှာဖြစ်ကြောင်းတောင်းဝင်ယူခဲ့ပါလေ။အဲဒီမှာပဲဇုံးခေါင်းကဝင်ရောက်တားဆီးပြီးတော့ကလေးငယ်ကိုသူသာဂုံးပေါ်မှာဖြစ်ကြောင်းပြောကသူကိုယ်တိုင်ပဲဂုံးပိုးသွားခဲ့ပါလေ။ဇုံးဘိုးဘိုးကတကယ်တော့သူကိုယ်တိုင်ဂုံးပိုးပြီးတော့ပြန်ပို့မိမှာဖြစ်ကြောင်းပြောကကလေးရဲ့မေးစေးကိုကန်လိုက်တာကြောင့်ကလေးကဇုံးခေါင်းရဲ့လက်ကိုပုတ်ချလိုက်ချိန်မှာပဲစာအုပ်ချင်းကရောက်လာပြီးတော့ကလေးကိုမချီကဇုံးခေါင်းရဲ့ပခုံးပေါ်ကိုတင်ပေးလိုက်ပါလေ။ဒီလိုနဲ့ပဲခီးစက်ခဲ့ကြရင်းနဲ့ဦးခေါင်းကတကယ်တော့မိစ္ဆာဆိုတာသူကသိကြောင်းနဲ့ ဆရာတော်နဲ့တခြားသူတွေကလိန်လို့ရမှာဖြစ်ပြီးတော့သူတို့ကလိန်လို့ရမှာမဟုတ်ကြောင်းပြောနေခဲ့ပါတယ်။တငယ်တော်ကိုဒီတောင်းမိစာဆိုရမှန်းသူကသိရှိကြောင်းနဲ့ဆရာတော်ကိုစားခြင်းလဲအိမ်မက်မတ်မနေဖို့ပြောကသူရှိနေသေးရဲ့ဆရာတော်ကိုစားဖို့ကလုံးဝမဖြစ်နိုင်ကြောင်းပြောပြနေပါတယ်။တငယ်တော်ကလေးကသူဟာမိကောင်းဖခင်သားသမီးဖြစ်ပြီးတော့မိစာမဟုတ်ကြောင်းပြောနေတာကြောင့်ဆရာတော်ကဆုံးခုံးကိုမြောက်လို့ခေါ်ပြီးတော့ဂယုနာစိတ်နည်းနည်းမှမရှိတဲ့သူလို့ဆွဆွဲကကလေးကိုဂုံပိုးခိုင်းမိတာနဲ့ဘာကြောင့်မလို့မိစာလို့ဆွဆွဲပြောဆိုနေရတာလဲလို့ပြောနေခဲ့ပါတယ်။ ဒီတော့မှဝူခုံးက "तू ကကလေးငယ်ကိုစနေတာဖြစ်ကြောင်းနဲ့ဇာတော်တို့ကရှေးကနေသွားနေမှုနဲ့ तू ကကလေးကိုထမ်းထားတာကြောင့်ဖြည်းဖြည်းချင်းနောက်ကနေလိုက်ခဲ့မှာဖြစ်ကြောင်းကိုပြောနေခဲ့ပါလေ။ဇုံခုံးကကလေးငယ်ကိုသေးပေါက်မချဖို့နဲ့သေးပေါက်ချင်းသူ့ကိုပြောပြဖို့ကြိုးပြီးတော့ပြောထားပါလေ။သူ့ရဲ့အင်ဂျီကိုမပေးစေဖို့တတိထားပါလို့လည်းပြောနေပါသေးတယ်။ဇုံခုံးကနောက်မှကြံခဲ့ပြီးတော့တနည်းအားရောက်မှာတော့တငယ်တော်ကလေးကိုကြောက်သေးကိုပြစ်ချလိုက်တဲ့အခါမှာတငယ်တော်ကလေးဟာမိကုန်းငွေဖြစ်နေပြောင်းလဲပြီးတော့ကောင်းငင်မို့တတ်သွားခဲ့တာကြောင့် ဇုံခုံကကောင်းကင်ဘုံတက်လိုက်တဲ့အခါမှာလေပြင်းမုန်တိုင်းတစ်ခုကြားရောက်လာပြီးတော့ပန်းအောင်ခုံးငွေတွေကဇရာတော့ကိုရက်ပတ်နှောင်ဖွဲ့ကဖန်စီခေါ်ဆောင်သွားခဲ့ပါလေဇုံခုံပြောင်းလာတဲ့အခါမှာတော့ပါကျဲကလေတိုင်းနှုံးကြောင်တစ်ပင်ကွာကြဘုံရောက်နေပြီးဝူချင်းကလည်းတော်တော်ပြင်းတဲ့လေးလို့ပြောကခြုံပုတ်သေးကနေထွက်လာခဲ့ပါလေဒါနဲ့ဇရာတော်မမလေးလို့ဝူခုံကမေးလိုက်တာကြောင့်ဝူချင်းကညွန်ပြလိုက်တဲ့နေရာကိုကြည့်လိုက်တဲ့အခါအော်ရန်တကောင်နဲ့မျက်စားနေတော့ပဲတွေ့ရပြီးတော့ဆရာတော်ကတော့ပျောက်ဆုံးလို့သွားခဲ့ပါပြီ။ပါကျဲကလည်းဆရာတော်ကစောစောကပဲအဲ့ဒီမြင်းပေါ်မှာတွေ့ခဲ့ရသေးကြောင်းနဲ့ အခုမျက်စိတမိတ်လေးအတွင်းမှာပြောင်းဆုံးသွားကြတာဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။ပါကြတော့လေပင်လေးတစ်ချက်တိုက်တာနဲ့ထွက်ပြေးသွားတာကတော့ဆရာတော်ကတော်တော်လေးတတ်တည်နေသေးကြောင်းကိုအပြစ်တင်နေခဲ့ပါတယ်။သူသေးချာဆောင်းဆောင်ခိုင်းနေတဲ့သားနဲ့ဘာလို့လုံနေကြလို့ဆရာတော်ကပျောက်သွားပြန်တာလဲဆိုပြီးတော့မိကဆရာတော်ကိုမိစာထပ်ဖမ်းသွားပြီဖြစ်ကြောင်းကိုပြောနေပါတော့တယ်။စောင်းချင်းကစာမိုင်းမှာကြည့်နေခဲ့ပြီးတော့လေရီကျန်းတာကြောင့်ခဏလေးမျက်စိမိတ်လိုက်ချိန်မှာပဲပြန်ပြီးတော့မျက်စိဖွင့်လိုက်တဲ့အခါဆရာတော်ကမရှိတော့တာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။ ။ဘာကြဲရဆုံကုန်းကလေးထမ်းပြီးတော့ဘဲပြောက်သွားလဲလို့မေးနေတဲ့အခါဝူကုန်းကအဲ့ကလေးเจ้าမပြောဘူးနဲ့။အဲ့ဒီကလေးလက်ချက်ကြောင့်လေပြင်းကျပြီးတော့ဆရာတော်ကပါသွားခဲ့တာဖြစ်တယ်လို့ဆုံကုန်းကပြောပြလိုက်ပါတယ်။မိစားဖမ်းသွားတာတေးချိုင်သူတို့ဘယ်လိုလုပ်ကြမလဲလို့ဘာကြဲနဲ့ဝူချင်းကမေးလိုက်ပါတယ်။တပတ်မှဆရာတော်ကတော့တငယ်တော်လေးဝိုင်းဆွဲနေအောင်ခံရပြီးတော့သင်ငန်းနေလဲဖျိုးပြဲတွေဖြစ်ကအိမ်ရွေတွေပြက်နေခဲ့ရပါတယ်။တန်ဆန်းရဲ့အသားကိုစားမိပါကထာဝရအသက်ကိုရနိုင်ကြောင်းကြားဘူးတယ်လို့တငယ်တော်ဘီရင်လေးကိုတခြားတယောက်ကပြောပြနေတဲ့အခါတငယ်တော်ဘီရင်လေးကဒီအကြောင်းကိုသူကအစိုးရကြီးတဲ့က တည်ထားပြီးသားဖြစ်တယ်လို့ပြန်ပြောလိုက်ပါတယ်။ဇုံကုံကတော့မြေဆောင်နဲ့တောင်ဆောင်နဲ့ရုပ်ကဆိုးဘုံမဆိုးအာကာသဆိုးဝလာဟာကနဲ့ပြည့်စုံနဲ့စတူလောကပါလနဲ့တကြားနဲ့မြမာပေါင်းဝိဇာဇောကြီးတပတိပေါင်းတို့ကိုသူကိုလာတွေ့ကြစမ်းလို့မိန်ပေးနေခဲ့ပါတယ်။ခဏနေတော့နတ်တွေအကုန်လုံးလည်းရောက်လာကြပြီးတော့ဂါကြတဲ့ခါမှာဇုံကုံကလန့်သွားပြီးတော့အမလေးကတော်များတဲ့နတ်တွေပါလားလို့ရေရွတ်လိုက်ပါတယ်။ဇုံကုံကအိုက်ကောင်ရဲ့နာမည်ကိုမေးလိုက်တဲ့အခါဟောင်းတောင်ဖြစ်ကြောင်းနတ်တစ်ပါးကပြန်ဖြေလိုက်ပါတယ်။ 85 ega လောက်ကျဲပြီးတော့နတ်ပေါင်း30လောက်ကစောင်းရှောင်းလေးအကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ဒီတောင်မှာမိစ္ဆာဗန်မျိုးရှိလဲလို့သခင်ဆုံးကမေးလိုက်တဲ့အခါထင်းဦးတောင်ကြားမီးတိန်ကူမှာမိစ္ဆာတစုရှိနေကြောင်းနတ်တပားကပြောပြခဲ့ပါတယ်။အဲဒီမိစ္ဆာတကိုးထွားတာကြောင့်သူတို့နတ်တွေကိုတော့မှထမင်းချက်မီးမွေးတကားဆောင်ဇပွဲထိုးအောက်ခြေသိမ်းတွေမှာကြာခဏခေါ်ပြီးတော့လှုပ်ခိုင်းလေးရှိကြောင်းပြောပြတော့ဇုံခုံးလည်းနဲနဲတော့လန့်သွားခဲ့ပါတယ်။မိစ္ဆာလေးတွေကတောင်လေးပေါ်တက်ပြီးတော့မကြာခဏလဲဂါရဝါကြီးဆက်ကြီးတွေလာကောက်ကြသေးတောင်လေးပြောပြနေတာကြောင့် ဆုံးသွားတော်တော်လေးတုံလှုပ်သွားပါလေဘန်းဆန်မပေးနိုင်တောင်ပေါ်ဒရိစံလေးတွေကိုဖမ်းပြီးတော့ပို့ပေးရသေးကြောင်းအဲလိုမှမလုပ်ပေးရင်တော့နေရာထိုင်ကင်းတွေကိုလာပြီးတော့ဖျက်ဆီးဝေထားတဲ့အင်ဂျီတွေကိုတော့စုပ်ဖြဲပစ်တဲ့ကြောင်းဆုံးခုံးကိုပြောပြနေပါလေသူတို့ကိုအရန်ကိုဒုက္ခပေးတာကြောင့်တကိုးချင်းကြီးနေနဲ့သူတို့ကိုကူညီဖို့ဆုံးခုံးကိုကူညီတောင်းနေခဲ့ပါလေဆုံးခုံးကလည်းတော်တော်လေးကိုဒေါသထွက်နေခဲ့ပါပြီသူရဲ့နာမည်ကဘာလို့လဲလို့မေးလိုက်တော့အဲဒီခါမှနွားမိတ်စာရဲ့သားကုမာရဘရင်တန်ငယ်တော်လူနီလေးလို့ခေါ်ကြောင်းနောက်တစ်ပါးကပြန်ပြီးတော့ဖြေကြားလိုက်ပါတယ် ဒုံနဲ့ဝူခုံးကပါကျင်းနဲ့ဝူကျင်းလို့ရှိအားစီကိုပြန်လာခဲ့ပြီးတော့ကဲညီလေးတို့ထားကြဆရာတော်ရှိတဲ့နေအောင်တိပြီဆိုပြီးတော့စိတ်ပူနေကြတဲ့နှစ်ယောက်ကိုနှိုးလိုက်ပါလေဝူခုံးကပဲဆက်ပြီးတော့ဆရာတော်ကိုဖမ်းသွားတဲ့မိစ္ဆာကို "तू ဟာတိခဲ့ပြီဖြစ်ကြောင်းနဲ့ तू နဲ့တော့အမျိုးတွေတော်နေကြောင်းပြောလိုက်တော့ပါကျဲကဝူကျင်းကိုအိုက်ပဲရှောင်ပြောနေရတယ်မယုံနဲ့လို့ပြောနေခဲ့ပါလေပါကျဲကပန်းမာလာတော်နဲ့ဒီနေရာဝေးဖြစ်ပြီးတော့အမျိုးတော်တွေဆိုတာဘလို့မှမဖြစ်နိုင်ကြောင်းကိုပြောနေခဲ့ပါလေဇုံခုံးက तू နဲ့နှွားမိစ္ဆာလုံခဲ့တဲ့နှစ်900ညီကိုဖွဲထားတာကြောင့် အခုတန်ငယ်တော်လူနီလေးကနွားမိတ်စာတားဖြစ်တဲ့အတွက်သူ့ရဲ့တူတော်နေချောင်းပါကျဲကိုပြောပြလိုက်ပါတယ်။ဇုံကုန်းနဲ့ဦးလေးတော်ရင်သူနဲ့ကဦးလေးနှစ်တော်ဆက်ပြီးတော့ဝူချင်းနဲ့ကလည်းဦးလေးသုံးတော်ဆက်နေမှာဖြစ်တယ်လို့ပြောနေခဲ့ပါတယ်။ဝူချင်းကတော့ရှေးတလေထုံးဆိုင်ရာသုံးနှစ်ဝေးသွားရင်အမျိုးမတော်တော့တဲ့အတွက်အခုလိုနှစ်ပေါင်း900ကြာကြီးမှတော့ဘလို့လို့မျိုးလို့တတ်မှတ်ရပါတော့မလားဆိုပြီးပြန်ပြီးတော့မေးနေခဲ့ပါတယ်။ပါကျဲကတော့ဝူချင်းကိုအမျိုးအမျိုးသားဖြစ်ကြောင်းနဲ့ကူလောက်ဆိုစားတောက်ပွဲရီနဲ့စားပွဲဝိုင်းအောင်ပြင်ဆင်နေလောက်ဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။ ။ဇုံခုံကတော့ထမင်းဝိုင်းပြင်မှာပြီးရင်တော့မှဆရာတော်ကိုပြန်ပြီးတော့မလွတ်ပဲနေရမှာမှုတ်ချောင်းကိုပြောပြနေပါလေ။နောက်တော့ဆရာတော်ကိုသွားရှာကြဖို့အတွက်စာအုပ်ချင်းကိုပစ္စည်းတွေနဲ့ထားခဲ့ကပါကျဲနဲ့ဝူခုံကထွက်လာခဲ့ကြပါလေ။ဒါနဲ့ပဲဝူခုံနဲ့ပါကျဲကဟိုကွယ်ဒီကွယ်ဟိုချောင်းဒီချောင်းနဲ့ဆရာတော်ကိုကယ်ဖို့စပြီးတော့လှုပ်ကြပါတော့တယ်။သူတို့နှစ်ယောက်ကမီးတိမ်ကူကိုရောက်တဲ့အခါတကားဝါရောက်အောင်ပဲရှီသေးချိန်မှာပဲတကားပွင့်ကမီးကိုငွေတွေနဲ့တူလူနီလေးတွေကဝေါကနေပြီးထွက်လာကြပါတော့တယ်။ လူနီလေးတွေကြားထဲမှာဝူခုံးကယ်လိုက်တဲ့လူနီခေါင်းဆောင်လေးကုမာရကိုတွေးလိုက်ရတာကြောင့်သူတူလေးကိုတွေးဖြစ်ကြောင်းဆုံးဝူခုံးကပြောနေခဲ့ပါတယ်ကုမာရလေးကသူ့နယ်ထဲမှာစူညာစူညာနဲ့ဘသူတွေလဲလို့မေးလိုက်တာကြောင့်ဆုံးဝူခုံးကသူကအကောင်းနဲ့အိမ်ပြန်ပို့ခဲ့တာကိုလေးဝေဖန်တီးပြီးတော့ဆရာတော်ကိုဖမ်းသွားတာလားလို့မေးလိုက်ပါတယ်သူကနွားမိတ်စားနဲ့ညီကိုတော်တဲ့အတွက်ကို့အမျိုးချင်းချင်းအဲ့လိုမလုပ်သေးကြောင်းနဲ့ဆရာတော်ကိုအမြန်ထုတ်ပေးသန်းလို့ပြောနေခဲ့ပါတယ်ကုမာရကလည်းဘာမျိုးမှမတော်ကြောင်းပြန်ပြောလိုက်တဲ့အခါဝူခုံးက နော်အမေစာမင်းကိုပြောမပြဘူးလားလို့မေးလိုက်တာကြောင့်အဖေကဘာလို့ပြောပြရမှာလဲလို့ကုမာရကပြန်ပြီးတော့မေးနေခဲ့ပါတယ်လူနီလေးကုမာရကတော့မြောက်ဆုပ်ကဘလို့လို့သူနဲ့အမျိုးတော်တာဖြစ်နိုင်ပါလဲလို့မေးနေခဲ့ပါတယ်ပါကျဲကလည်းဝူခုံးကဦးလေးဖြစ်ပြီးတော့ဇာတော်ကလည်းဖိုးဖိုးဖြစ်တာကြောင့်ဖိုးဖိုးကိုပြန်လို့ပေးပါလို့ပြောနေခဲ့ပါတယ်ဒါပြင်ပါကျဲကသူကလည်းဦးလေးငယ်ပါကျဲဖြစ်ကြောင်းပြောတဲ့အခါကုမာရကလက်မခံပဲသူ့ရဲ့လန်ဆွမ်းကိုမြည်ကြည့်လိုက်ပါအောင်ဆိုကလန်နဲ့လိုက်ထိုးနေပါတော့တယ်ဟာ ကိုဦးလေးတွေအလဲလာတာကိုဓမင်းဝိုင်းနဲ့ဂျိုးဂျိုးတင်တာပေါ့လို့ပါကျဲကပြောနေခဲ့တာပါအဲဒီခါမှာကုမာရာကလှန်နဲ့ပဲလိုက်ပြီးတော့ဂျိုးဂျိုးနေတာကြောင့်လှန်ထိတ်ကမီးတောက်ထွက်ကပါကျဲကိုကူးဆက်ပြီးပါကျဲတကူလုံးမီးလောင်နေခဲ့ပါတော့တယ်ဝူခေါင်းကလည်းပါကျဲကိုမီးကူညှိမ့်မင်းနဲ့ကောင်းကင်ဘော်ကနေတည်သွားခဲ့ရပါတယ်ကုမာရာဟာဒီလိုနဲ့မီးတိမ်ကူတဲ့ကိုပြန်ဝင်လာပြီးတော့ဇာရောရဲ့တပည့်နှစ်ယောက်ဟာသူ့ရဲ့တမာရီမီးတောက်တစ်ဖြောက်ဖြောက်အောက်မှာတေဆုံးသွားပြီဖြစ်ကြောင်းကျိုးတုတ်ခံရတဲ့ဇာရောထန်ဆန်းကိုပြောပြပြီးတော့ သူတို့လာကဲမအောင်မျောလင့်မနေသင့်တော့ဘူးလို့ပြောကအရက်တော့ကြဖို့ထွက်သွားခဲ့ကြပါလေ။ဝူချင်းကတော့ထမင်းဝိုင်းနဲ့မတွေ့ပဲဝက်ကောင်လုံးခင်ဖြစ်ဖို့နဲ့နဲ့သာလူတော်ချောင်းပြောကမီးလောင်တန်ဟာဒီနဲ့ပါကျဲကိုကြည့်ပြီးတော့ညီနေခဲ့ပါလေ။ပါကျဲကလည်းသူဒီလိုဖြစ်ရတာဆုံးကုန်းချောင်းဖြစ်ချောင်းသူအမျိုးသားဆက်တော်ကိုလက်မခံနိုင်ပြီးမိပါတင်ရှို့လိုက်တာကြောင့်ဝက်ကင်ဖြစ်ဖို့နဲ့နဲ့ပဲလူတော်တာဖြစ်ချောင်းကိုပြောနေခဲ့ပါလေ။ဝူခုံးကတော့အစားအသောက်ပဲငန်းနေပြီးတော့ကိုကိုကာကွယ်ဖို့မေ့နေရကြောင်းအဲ့လိုခံရတာလို့ပြန်ပြီးတော့ပြောနေခဲ့ပါလေ။ ဟူချင်းကတော့ဒီမိစ္ဆာဟာဆွမ်းထက်နေရာတောင်စံကျင်မဲ့ဓာတ်သဘောသုံးပြီးတော့မီးဟိုနိုင်မှုရေကိုသုံးပြမှာဖြစ်ကြောင်းကိုအကြံပြုနေခဲ့ပါတယ်။ဝူခုံးကလည်းလော်ဒီဖြစ်နေရာတောင်အဲ့တချက်ကိုမေ့သွားတာဖြစ်ကြောင်းကိုပြန်ပြီးတော့ပြောပြလိုက်ပါတယ်။နောက်တစ်ခါမှာတော့ဝူခုံးကငကားတိုင်းမီကိုထွက်ခွာလာပြီးတော့ဆရာတော်ကိုကယ်ဖို့အတွက်မိုးရေသွားပြီးတော့ငှားခဲ့ပါတယ်။စုံကုံကူညီတောင်းတာဖြစ်တဲ့အတွက်အစွမ်းကုန်ကူညီမှာဖြစ်ကြောင်းလည်းပြောနေကြပါတယ်။ဝူခုံးကလည်းငကားတွေကမိုးပွားစောင့်နေကြဖို့နဲ့သူကတော့လူနီလေးတွေကိုများခေါ်လာပြီးတော့မီးလုခန်းကြီးမှာမိုးရွာချဖို့ သဘောတူညီချက်ရယူခဲ့ကြပါတယ်ဒီလိုနဲ့မီးတိမ်ကူထဲမှာကုမာရဘယင်လေးစီကိုတခြားလူနီလေးကစိုးမြောက်ကြီးကနောက်ချိန်ပြန်လာနေကြောင်းကိုလာရောက်ပြီးတော့ရှောက်ထားနေခဲ့ပါတယ်ကုမာရတို့အဖွဲ့ကလည်းသူတို့ရဲ့ကလေးတွန်းလဲလေးတွေကိုတွန်းကတဖန်ပြန်ပြီးတော့ပြေးထွက်လာကြပြန်ပါတယ်ကုမာရလေးကစိုးဝခုံးဝက်ကင်လာပြီးတာလားလို့မေးလိုက်တဲ့အခါဝူခုံးကသူ့ဆရာတော်ကိုလွတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကုမာရကထန်ဆန်းအောင်ကင်ပြီးတော့အရက်နဲ့မြီးမှဖြစ်တာကြောင့်လာကယ်ထုတ်ဖို့စဉ်းစားမနေပဲပြန်လိုက်တာအစ်တော်မှဖြစ်ကြောင်းကိုပြန်ပြောခဲ့ပါတယ် ဒိုနဲ့ပြောမရတဲ့ဆုံးမှာကုမာရာလေးကဇုံကုန်းကိုမီးနဲ့လိုက်မှုတ်တဲ့အခါဇုံကုန်းနဲ့ဘေးနာအစ်စ်ပင်နေပါမီးဆွဲသွားခဲ့ပါလိမ့်။မီးတော်ထဲမှာခုံတဆွဆွဖြစ်နေတဲ့ဇုံကုန်းကိုကြည့်ကကုမာရာကရည်နေခဲ့ပါလိမ့်။အဲဒီချိန်မှာတိုင်မင်သားတဲ့တိုင်မင်ငကားမင်းကမိုးရွာချပေးလိုက်တဲ့အခါမိုးကများလွန်းလာကြောင်းမီးငိမ့်လူဆဲဆဲမှာမှကုမာရာငကားမင်းကိုတွေ့သွားပြီးတော့မီးခွေးနဲ့လှမ်းပစ်တာကြောင့်မီးခွေးကိုရှောင်ရရတဲ့အခါငကားမင်းဟာမိုးရွာဖို့ကိုလိဟာသွားခဲ့ပါတော့လိမ့်။ဝူခုံးကလည်းတကူလုံးမီးတွေလောင်ကျွမ်းပြီးတော့ကောင်းကင်ဘုံကိုပြန်တက်သွားခဲ့ပြန်ပါလိမ့်။ နဂါမယမီးလောင်ပြီးတော့ပြုတ်ကျလာတဲ့ဇုံခုံရဲ့နောက်ကိုလိုက်နေခဲ့ပြီးတော့ဝူချင်းနဲ့ပါကျဲတို့ကတော့သတိလစ်နေတဲ့ဇုံခုံကိုပြုစုနေကြပါလိမ့်။ကုမာရာတို့လူနီလေးဖွဲကတော့ဇာတော်ရဲ့ဘေးမှာဝိုင်းကြီးပပတ်ဒူဝေဝေရင်းနဲ့အောင်ပွဲခံနေကြပါလိမ့်။ကုမာရာလေးကဇာတော်ကိုမီးလုံးနဲ့တောက်ပြီးတော့စနေတာကြောင့်ဇာတော်ဟာတိန်ရှောင်နေရပါလိမ့်။နဂါမယရောက်လာတဲ့အခါဝူချင်းကဇုံခုံသေသွားပြီလို့ပြောလိုက်တာကြောင့်ပါကျဲကနှက်ပြီးက1000ဒီဂရီကျော်တဲ့အလုံပိတ်မီးဖို့ထဲမှာတော့မသေးတဲ့ဇုံခုံကအခုရောသေပါမလားလို့ဝူချင်းကိုပြောကား ဇုံခုံကဘဝင်ကိုလေဟပ်ပြီးတော့ခဏလောက်မေ့သွားပဲဖြစ်မှလို့ဝူကျင်းနဲ့နဂါမင်းကိုပြောနေခဲ့ပါလေမယုံရင်ရင်ဘတ်ကိုစမ်းကြည့်လိုက်နွေးနေမှာဖြစ်ကြောင်းကိုလည်းပြောခဲ့ပါလေဝူကျင်းကရင်ဘတ်ကိုစမ်းကြည့်တဲ့အခါမှာတော့အေးစားတောင်းတင်းနေကြောင်းကိုသိလိုက်ရပါလေနဂါမင်းကြီးကပါကျဲကိုစိတ်အေးထားဖို့ပြောလိုက်ပြီးဝိညာဉ်ခေါ်ပလဲလုံးပြန်ယူလိုက်ပါမယ်လို့ပြောတဲ့အခါပါကျဲကဒုက္ခခံမနေဖို့နဲ့ဇုံခုံကမကြခဲ့တဲ့တတိပြန်လာမှာဖြစ်ကြောင်းပြောပြလိုက်ပြီးတော့ဇုံခုံကပုံစံ82မျိုးပြောင်းတတ်တာကြောင့် အသက်ကလည်း86လောက်ရှိနေမှဖြစ်လို့သူကူးပြမယ်လို့ပြောကာနှကန်းကိုဖိရင်ဘက်ကိုနှိပ်နဲ့မှွေနောက်ကအပေါ်အောက်တစ်ချက်နှစ်ချက်ဆွဲချလိုက်ချိန်မှာတော့ဝူခုံးလည်းမျက်လုံးပွင့်ကသတိပြန်ရလာခဲ့ပါလိမ့်။နှကားမရလဲစုံဝူခုံးကသူ့ကိုအားကိုးမိတာကြောင့်ဒုက္ခရောက်ပြီးဖြစ်ကြောင်းပြောနေသူပါကျဲကလည်းစုံဝူခုံးမှာသူကယ်တဲ့သက်ပဲရှိတော့တာမဟုတ်လို့သူ့ကိုဂျေဇူးတင်တင်ကြောင်းပြောနေခဲ့ပါလိမ့်။ဝူချင်းကလည်းတကယ်ဆိုရင်ပါကျဲကိုဂျေဇူးတင်တင်ကြောင်းအေးဆက်နေခန္ဓာကိုယ်ကြောင့်သူကသေပြီလို့ထင်ခဲ့ကြောင်းပြောပြနေပါလိမ့်။ မိစာမီးကတမာရီ၃ပါးဆိုတော့တမာရီရိုးရင်းနဲ့ငိမ့်မြတာဖြစ်နိုင်ကြအောင်ဇုံခုံးကလည်းပြန်ပြီးတော့ပြောနေခဲ့ပါလိမ့်။နဂါမရတော့ဥခုံးကိုစိတ်ပူမနေဖို့နဲ့ဘယ်နေရာမှာဘသူကိုစစ်ကူသွားခေါ်ပေးရမလဲလို့မေးနေခဲ့ပါလိမ့်။ဆရာတော်ရဲ့အသက်ကိုအမြန်ဆုံးကယ်တင်နိုင်ဖို့အရေးကြီးတဲ့နဂါမရပြောတဲ့အခါဦးချင်းကမိုးအောင်မြေတခွေမှာအကူကြီးရေးကြီးလိုအပ်လာပါကကွယ်မေတော်ကဂူကြီးမှာဖြစ်ကြောင်းဂရိရှိထားတယ်လို့ပြောပြနေပါလိမ့်။အဲတော့မှဥခုံးကကွယ်ရင်ဖိုးစာစီကိုသွားခေါ်ရမယ်လို့ထားထိုင်လိုက်တဲ့အခါမှာသူ့တကူလုံးကြိုက်ခဲပြီးတော့ ကျွန်တော်တွေမခံအောင်ဖြစ်နေတာကြောင့်တိန်စီးပြီးသွားပုံမှာဖြစ်နိုင်တော့ကြောင်းပြောပြလိုက်တဲ့အခါမှာပါကျဲကဒါဆိုသူပဲသွားပေးလိုက်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါလိမ့်။ပါကျဲကဒီလိုနဲ့ Guan Mero ကိုတွေ့တဲ့အခါမှာအကျိုးအကြောင်းတွေပြောပြပြီးတော့အကူအညီတောင်းခဲ့ပါလိမ့်။ Guan Mero ကဆရာတော်ကိုစောင့်ရှောက်ပြီးတော့အနားမှာမနေပဲသူစီလာတွေ့တာဘာကြောင့်လဲလို့မေးတာကြောင့်မနေ့ကမီးတိန်ကူဘက်အဖြတ်မှာကုမာရဘရင်ကဆရာတော်ကိုဖမ်းသွားပြီးတော့သူတို့ကနှိမ်နှင်းဖို့မနိုင်တာကြောင့်အကူအညီလာတောင်းအပ်ခြင်းဖြစ်ပါတယ်လို့ပြောနေခဲ့ပါလိမ့်။ ဇုံခုံကလည်းမီးလောင်ဒဏ်ရာတွေနဲ့သူကိုယ်တိုင်တော့ကွာရင်မဲတော်ကိုလာမပေးနိုင်တာကြောင့်သူ့ကိုလွတ်လိုက်လို့ခုလိုမျိုးသူကလာအောင်ပင့်ဆောင်တာဖြစ်ပါကြောင်းကိုရှောက်တင်နေပါလေ။ကွာရင်မဲတော်ကမီးတိုင်ကူကကုမာရဟာသူတစ်ပါးကိုဒုက္ခပေးတတ်တဲ့လူမျိုးမဟုတ်တာကြောင့်သူ့ကိုသွားစားခဲ့လို့သာသူကလက်တုံပြန်ခဲ့တာဖြစ်နိုင်ကြောင်းကွာရင်မဲတော်ကပြန်ပြီးတော့ဆွဆွဲလိုက်ပါလေ။ပါကျဲကဇုံခုံကသွားစားခဲ့တာဖြစ်ကြောင်းပြောတဲ့အခါကွာရင်မဲတော်ကပါကျဲကိုသူနဲ့အတူတူဂူထဲကိုလိုက်ခဲ့ဖို့ခေါ်လိုက်ပါလေ။ဂူထဲရောက်တဲ့အခါကုမာရကိုတောင်းပန်မှဖြစ်ပြီးတော့သူကိုယ်တိုင်လည်းတောင်းပန်ပေးမှသာ ဆရာတော်ကိုကဲတင်နိုင်မှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဘာကျဲကတော့ကုမာရကသာဆရာတော်ကိုလွတ်ပေးမယ်ဆိုရင် သူအနေနဲ့ဘလို့ပဲတောင်းမန်ရတောင်းမန်ရတောင်းမန်များဖြစ်ကြောင်းကိုဂတိပေးလိုက်ပါတော့တယ်။မိတိန်ကူတဲ့ကိုရောက်တဲ့ခါမှာတော့ကွိုင်းမဲတော်ကဘာကျဲကိုဂူတဲ့ထိဝင်သွားစေခဲ့ပါတယ်။ဘာကျဲဂူတဲ့ဝင်သွားတော်မြင်တဲ့စိုးဝုန်ခုံးကလည်းပရစ်လိုဟန်ဆောင်ကဘာကျဲရဲ့ပေါ်မှာနားနေခဲ့ပါတယ်။လူနေပြင်ကတော့သူ့ကိုကုမာရဘီရင်မမသိတဲ့ဝက်ကကွိုင်းမဲတော်ပြိမီတော့သူ့ကိုဖမ်းခိုင်းမှုစူးစမ်းလို့ဆုဆွဲကား သူကဘသူနဲ့ဖမ်းမှဖမ်းလို့မရနိုင်ကြောင်းကိုပြောနေခဲ့ပါတယ်။လူနီလေးကတော့ပါကျဲကိုတရေနှစ်လောက်ပြုတ်ပြီးတော့ကြက်တိုက်ထားဖို့သူ့ရဲ့တခြားလူနီလေးတွေကိုတောင်းဝင်ပေးနေပါတယ်။ကုမာရဘရင်လေးကမိတော့နဲ့လေပြင်းကိုခေါ်ကာသူ့ရဲ့အဖေနဲ့မိကိုထန်ဆန်းသားကိုစားဖို့အတွက်ကြွားခဲ့ဖို့ဖိတ်ခေါ်စီလိုက်ပါတယ်။ခဏလေးတော့တခင်ကြီးကြွားလာကြောင်းလူနီလေးတယောက်ကလာရောက်ပြီးတော့အကြောင်းကြားနေပါတယ်။ကုမာရကလည်းခန်းသားနဲ့ဂျိုးစိုးဖို့စီခိုင်းလိုက်ပါတယ်။ကုမာရရောက်ရှိလာတဲ့နွားမိတ်စာကိုဂီဦးဂျိုးတဲ့အခါနွားမိတ်စာကဘာကိစ္စကြောင့်များ ဖိတ်ကြားရတယ်လို့မေးတော့မှကုမာရကမနေ့ကသူဟာထန်ဆန်းဖုန်းကြီးကိုဖမ်းမိပြီးတော့သူ့ရဲ့အသားကိုစားမယ်ဆိုရင်ဒါဝရအသက်ကိုရမှာဖြစ်တာကြောင့်အတူတူစားကြဖို့ဖိတ်ခေါ်ခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အရိကနွားမိစာကဇုံခုံရဲ့ဆရာတော်လားလို့မေးလိုက်ပြီးတော့ဘာကြောင့်သူ့ရဲ့အသားကိုစားရတာလဲလို့ထပ်ပြီးတော့မေးလိုက်ပါတယ်။ထန်ဆန်းကိုမြန်မြန်လှုပ်ပေးလိုက်ဖို့နဲ့အဲ့ဒီမြောက်ကိုသွားပြီးတော့မစားမိဖို့ပြောပေမဲ့ကုမာရကလက်မခံပဲစိတ်ဆိုးသွားခဲ့ပါတယ်။သူဟာရင်တော့ကနတ်ပြည်ကိုတတ်မှွေခဲ့တာဖြစ်ပြီးတော့ကြောက်စိမ့်ဧကရိယတတ်သားတွေ လေးဘက်လေးတဲ့ညက်ပိတ်တိုက်တာတော့မှအောင်မြင်မှုမရခဲ့ကြောင်းကိုပြောပြနေပါလေ။သူဆရာတော်ရဲ့အသားကိုစားလိုက်တာသာတိလို့ကတော့တန်တုံးနဲ့တစ်ချက်မှု့လိုက်တာနဲ့တောင်တန်းနေရာနေမြေပြိုင်ကြီးဖြစ်သွားနိုင်တာကြောင့်ပြန်လှုပ်ပေးဖို့ပဲပြောနေခဲ့တာပါ။လူနေပြင်ကသူနဲ့တိုက်တာ၃လေးခါရှိပြီဖြစ်ပြီးတော့နဂါးတွေကိုခေါ်လာလဲသူ့ကိုမတိုက်နိုင်တဲ့ဝူခုံးကိုဂျီမုံငန်ဖွဲ့မနေဖို့ပြောနေခဲ့ပါလေ။နွားမိစာကုမာရမှာတမာရီ၃ပါးမိလောက်လေးပဲရှိတာဖြစ်ပြီးဇုံးဝူခုံးကတော့ပုံစံ82မျိုးပြောင်းလဲနိုင်တယ်လို့ပြောတော့ ။ဘာပုံပြောင်းပြောင်းသူသိတယ်လို့ကုမာရကပြောနေခဲ့ပါတယ်။နွားမိတ်စာဒီကလေးတော့စားလို့မဖြစ်သေးကြောင်းနဲ့မေတော်ကြီးကတတ်တတ်လို့စားခိုင်းထားတာကြောင့်နောက်နေ့မှစားဖို့စီစဉ်စေခြင်းကြောင်းကိုပြောထားလိုက်ပါတယ်။နွားမိတ်စာထန်ဆန်းကိုကြည့်ခြင်းကြောင်းပြောတာကြောင့်လူနီလေးတွေကလမ်းပြပြီးတော့ခေါ်ဆောင်သွားခဲ့ပါတယ်။မိနဲ့လေးကိုသခင်ကြီးရဲ့အိမ်ထိမရောက်ခဲ့ဘူးမဟုတ်လားလို့မေးတဲ့အခါလန်တဝက်ကပင့်ခဲ့တာဖြစ်ကြောင်းပြောလိုက်တာကြောင့်ကုမာရကဒါကြောင့်မြန်နေတာပဲလို့ပြောရင်းနဲ့မီးနဲ့လေးကိုခေါ်ဆောင်သွားပါလေ။ ူမာရကနွားမိတ်စာနောက်ကိုလိုက်သွားပြီးတော့သူ့ရဲ့မွေးနေကိုမေ့နေလို့ပြောပြစေချင်ကြောင်းပြောတဲ့အခါနွားမိတ်စာကသူလည်းအသက်ကြီးလွန်းသွားပြီကြောင်းမေ့သွားခဲ့ဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ကူမာရကသူခမီးတော်ကသူ့ရဲ့မွေးနေကိုဘတ်တော့မှမေ့မှာမဟုတ်တာကြောင့်အခုခမီးတော်ဆိုတာအတုပဲဖြစ်ရမလို့ပြောကမီးနဲ့မှုတ်လိုက်မှတခင်ကြီးဆိုရင်ရုပ်ကပေါ်လာခဲ့ပါတော့တယ်။တငယ်တော်လူနီအဖွဲနဲ့ဇုံခုံအားပြန်လန်တိုက်ခိုက်ကြပါတော့တယ်။တဖက်မှာတော့ကွိုင်းမေတော်ကိုတွေ့တာကြောင့်ဝူချင်းကသွားအောင်နှုတ်ဆက်တဲ့ခါမှာကွိုင်းမေတော်ကလူနီလေးတွေကို နှိမ်နှင်းပေးဖို့ရောက်လာတာဖြစ်ကြောင်းကိုပြောပြနေပါတယ်။ကုမာရကသူ့ရဲ့တွန်းလှဲတွေကိုမီးရှို့ပြီးတော့ဇုံခုံရဲ့နောက်ကိုလိုက်ကတိုက်ခိုက်စေပါတယ်။အဲဒီချိန်မှာပဲကွယ်ရင်ကရေနဲ့ဖျန်းလိုက်တာကြောင့်မီးတွေအလုံးကငြိမ်းသွားခဲ့ပါတယ်။ကုမာရဘရင်ဟာဒေါသထွက်ပြီးတော့ကြာပလင်ပေါ်မှာထိုင်နေတဲ့ကွယ်ရင်မဲတော်ကိုဇုံခုံရဲ့စစ်ကူလာလို့မေးတဲ့အခါမှာပြန်မဖြေတာကြောင့်မီးနဲ့လှမ်းပြီးတော့ပြစ်ခဲ့ပါတယ်။ကွယ်ရင်မဲတော်ကပလင်ပေါ်ကနေရှောင်ပေးလိုက်ပါတယ်။ကုမာရကခလေးပီပီး ်ကြာပလင်ပေါ်မှာတက်ဆော့နေတာကြောင့်ဇုံကုံကကုမာရကိုမနိုင်နဲ့ပြင်မဲတော်ကကြာပလင်မှာပေးလိုက်တာလားလို့မေးနေခဲ့ပါလေနောက်တော့ပလင်တဲကစူးတွေအော်တိုထွက်လာပြီးတော့ကုမာရကိုဖမ်းချုပ်ထားလိုက်ပါတော့တယ်အဲ့တော့မှပဲကုမာရကွယ်မဲတော်ကိုတောင်းပန်ပြီးတော့သူ့အသက်ကိုချမ်းသာပေးဖို့ပြောနေခဲ့ပါလေကွယ်မဲတော်ကကုမာရကိုလွတ်ပေးစေချင်တဲ့ဆိုရင်သူစကားကိုနားထောင်ပါလို့ပြောပြီးတော့ခေါင်းကိုတတ်ချလိုက်တဲ့အခါဦးစပုတ်လေးပြုတ်ထွက်သွားတာကြောင့်ဇုံကုံကဆိုပြီးတော့ရည်နေခဲ့ပါတယ် ိုင်းမဲတော့သူတပားကိုမလောင်မှုဆုံးကုန်းကိုပြောလိုက်ပြီးလူနီလေးတို့ကခုချိန်ကနေစလို့သူ့ရဲ့ပလင်ရှိတငယ်တော်တောင်းကိုထမ်းရွက်ရမယ်ဆိုပြီးတော့လှုပ်ပေးလိုက်တဲ့အခါကုမာရကဒီတကိုးသေးသေးလေးလောက်နဲ့သူ့ကိုတင်းသွင်းလို့မရအောင်ပြောကလမ်းကိုပြေးဆွဲတာကြောင့်ကိုယ်အမေတော်ကကုမာရရဲ့လက်ဘင်းနဲ့လက်ခြေောက်တွေကိုကြေးထင်းတွင်ဆုပ်ပေးလိုက်ပါတော့တယ်လူနီလေးကတိုက်ခိုက်ဖို့လမ်းကိုထပ်မံဆွဲတဲ့အခါကိုယ်အမေတော်ကကတ်စီလို့ပြောလိုက်တာကြောင့်ကုမာရရဲ့ခြေလက်တွေအကုန်ကတ်ကုန်ကြပါတယ်ကိုယ်အမေတော်ကဝူချင်းနဲ့ဝူခုံးကိုဇာတော်နဲ့ပါကျဲကိုသွားအောင်ကဲတင်မို့လွတ်လိုက်ပြီးတော့ သူကိုယ်တိုင်ကတော့ကုမာရာလေးကိုခေါ်ဆောင်သွားကပြန်သွားရင်းနဲ့ပဲဒီပိုင်းလေးကဒီညမှာဆုံးသက်သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျာအနောက်ရက်ကိုခီးသွားတော်တော်လေးနဲ့ခီးပေါက်လာခဲ့ပြီဒီညမှာခက်ခဲလေးတွေရှိတာကြောင့်နားလေပေးစီခြင်းပါတယ်ဒီဝူခုံးကတော်တော်လေးကို copyright ထိတဲ့အမျိုးပဲဗျာ အဲ့ဒါတပို့ပြီးတော့ဇိုးတာတင်လိုက်တဲ့ခါမှာဘာမှဖြစ်လို့အားလုံးကြည်ကြရှုကြကောင်းနေကြမယ်။နောက်နေ့ရောက်တဲ့ခါမှာတော့ copyright တွေတန်းစီပြီးတော့ထိပါတော့တယ်။အဲ့ခါမှာဗီဒီယိုဖျက်ပစ်ခဲ့ရတဲ့ခါမျိုးလည်းရှိမှဖြစ်တဲ့အတွက်တကယ်လို့များဖျက်ပစ်လိုက်လို့မတွေ့ခဲ့သူများရှိတော့ Telegram channel မှာကျွန်တော်ပြန်တင်ပေးထားပါမယ်။ recap ကိုအဲ့မှာတွားကြည့်လို့လည်းရပါတယ်ခင်ဗျ။ဆိုတော့ဒါလေးတခုဒီအဆုံးကြီးမကြည့်မိလိုက်တဲ့သူရှိရင်လည်းတောင်းနေတော့သတင်းစကားပါပေးကြပါဦး။ဆိုတော့အားလုံးကိုကျေးဇူးတင်ပါနောက်နေ့မှပြန်တွေ့ပါမယ်ခင်ဗျ။ဒီနေ့မှအစားကနေအဆုံးထိလိုက်ပါကျေးဇူးအားပေးခဲ့ကြတဲ့ ်။မြောက်ချစ်သူပေါင်းသူတော်ကောင်းတို့အားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန့်ခင်မူပါ။